ဉ္ဉေအထဲမှာဘုရားရှင်ဖွင့်ပြတာကမေတ္တာအကြောင်းဖွင့်ပြတာဖြစ်တယ်ပေါ့နော်မေတ္တာအကြောင်းဆိုတော့ဘုရားမေတ္တာနဲ့ဘုရားမေတ္တာကိုအခြေခံပြီးမှဘယ်လိုလှုပ်ဆောင်တင်တယ်ဆိုပြီးမှအဲဆိုတဲ့အရာလေးကိုကျွန်တော်အနေငယ်လေးအဲကျွန်တော်လည်းတက်တေခံဝင်ဟားသွားမှာဖြစ်ပါတယ်စိတ်ကဆူတောင်းကြပါစို့ကောင်းမြတ်တဲ့အဖဖျားရှင်နာမသူပဲချီးမွမ်းပါတယ်ဒီနေရာမှာရောက်ရှိလာပြီးမှဒီမှာရှိတဲ့ယုံကြည်သူတွေနဲ့အတူမေတ္တာရပြုရတော့အခွင့်ကိုပေးလို့ဂျေဆုတော့ချီးမွမ်းပါတယ်ဒီထက်မကတားရမေတ္တာရပြုနိုင်ဖို့အလုံးကလည်းဆက်လက်ပြီးမာဆာ မပါဒီညနေအစီအစဉ်ကိုလည်းကိုရဖျားလဲပွဲထဲနာအနန္နေအစအလဲဆုံးတိုင်အောင်ဘုရင်တော်ဖျားအတူပါရှိတဲ့ဥဆောင်ပါသခင်ယေရှုခရစ်တော်နာမကိုအမိပြုလဲဆုတောင်းအနန္တပါသည်အဖဖျားရှင်အာမင်ကဲဒီနော်ဂျန်အချေပြုဂျန်ချက်အနေနဲ့အဲတေယိုအခန်းကြီး၄အပိုင်းငယ်ရှစ်ထက်ကဖတ်ကြရအောင်တေယိုအခန်းကြီး၄အပိုင်းငယ်ရှစ် ချစ်ချင်းမေတ္တာမရှိသောသူသည်ဘုရားသခင်ကိုမသိအကြောင်းမူကားဘုရားသခင်သည်ချစ်ချင်းမေတ္တာဖြစ်တော်မူ၏အာမင်ဒီအတိတ်ကကျွန်တော်တို့ရဲ့ကောင်းစဉ်ကတော့ဘုရားကချစ်ချင်းမေတ္တာရှင်ဘုရားဖြစ်တယ်ဆိုတဲ့အလေးကိုကျွန်တော်တို့ပြောပြောမှာဖြစ်ပါတယ် ဒီဖះကကျွန်တော်တို့ကိုဖန်ဆင်းတဲ့အခါမှာချစ်ချင်းမေတ္တာနဲ့ကျွန်တော်တို့ကိုဖန်ဆင်းတာဖြစ်တယ်။ဒီဖះကချစ်ချင်းမေတ္တာဖះဖြစ်တဲ့အတွက်ကြောင့်ဖန်ဆင်းတဲ့အရာဟုတမယကိုချစ်ချင်းမေတ္တာနဲ့ဖန်ဆင်းတာဖြစ်တယ်။ချစ်ချင်းမေတ္တာရှင်ကကျွန်တော်တို့ကိုဖန်ဆင်းတဲ့အခါမှာဒီဘာနဲ့မှမတူအောင်သူရဲ့နှုတ်နဲ့ဖန်ဆင်းတာမဟုတ်ဘဲနဲ့သူရဲ့လက်တော်နဲ့ကျွန်တော်တို့ကိုဖန်ဆင်းတာဖြစ်တယ်။ဒီသူရဲ့လက်တော်နဲ့ဖန်ဆင်းပြီးမှကျွန်တော်တို့ကိုစီဘအသက်ပေးပြီးမှကျွန်တော်တို့ကို အာချစ်တာဖြစ်တယ်ကျွန်တော်တို့ကိုမေတ္တာနဲ့ကျွန်တော်တို့ကိုဖန်ဆင်းနေတာဖြစ်တယ်ဒီတခြားသောအရာတွေကနှုတ်နဲ့ဖန်ဆင်းတာနှုတ်နဲ့ဖန်ဆင်းတာဖြစ်ပေမဲ့ကျွန်တော်တို့ကြတော့သူ့ရဲ့မေတ္တာနဲ့ဖန်ဆင်းပြီးမှအင်မတမကျွန်တော်တို့ကိုချစ်တဲ့ဖရာဖြစ်တယ်ပေါ့နော်လူသားတိုင်းကိုချစ်တဲ့ဖရာဖြစ်တယ်အာလူတချို့သူများကအာဒီဖရာရဲ့ချစ်ခြင်းကိုနားမလဲကြဘူးနားမလဲတဲ့အခါမှာဖန်ဆင်းစင်ကိုလည်းမကိုးကွယ်ကြဘူး ဖယားရှင်စီမလည်းမတော်ချင်ကြဘူးချစ်ဖယားရှင်ကချစ်ချင်းမြတ်တာဖယားရှင်ဖြစ်ကြောင်းလဲနားမလဲကြဘူးဒီဖယားကလူသားတိုင်းကိုချစ်ပေမဲ့လည်းလူသားတိုင်းကဖယားကိုမချစ်နိုင်ဘူးဖယားရဲ့အချစ်ကိုနားမလဲပေမဲ့လည်းဖယားကတော့လူသားအတိုင်းကိုချစ်နေတာ ဖြစ်တယ်။ဒီဘုရားရဲ့အချစ်ထဲမှာဘုရားရဲ့ချစ်တဲ့သူများထဲမှာဒီမှာရှိတဲ့သူတွေဒီမှာရှိတဲ့ညူယုံကြည်သူတွေဒီမှာရှိတဲ့မိသားစုတွေဒီမှာရှိတဲ့ညီကောင်မောင်နှမလေးတွေပါတာဖြစ်တယ်။အဲ့ဒီထဲထဲမှာကျွန်တော်လည်းဘုရားရဲ့ချစ်ထဲချစ်ချင်းထဲမှာကျွန်တော်လည်းပါနေတာဖြစ်တယ်ပေါ့နော်။ဘုရားကလူသားတိုင်းကိုချစ်တယ်လူသားတိုင်းကခရားကိုမချစ်နိုင်ဘူး။အာဘုရားအာစေယောဟန်ခရစ်မန်ကြအခန်းကြီး၃အပိုင်း၁၆ထဲမှာ ဒီဖျားရခင်ဒီသားတို့ကိုယုံကြည်တော်သူအပေါင်းတို့ဒီပြည့်စည်ခြင်းတော်မရောက်သာဝရအသက်ကိုရဆွေခြင်းကမိမိ၌တပါးသည်တို့သားတို့ကိုစွန့်တော်မူတည်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူရဲ့တဲ့ ဒီဖះကပေါ့နော်သူရဲ့တပါးတွေကိုစွန့်နဲ့အထီကိုအထီလူသားတိုင်းကိုချစ်တယ်လူသားတိုင်းကိုဖះကိုမချစ်ပေမဲ့လေဖះကလူသားတိုင်းကိုချစ်တဲ့အတွက်ကြောင့်သူရဲ့တပါးတီတော့သူ့မှာရှိတဲ့တပါးတီတော့တားတော်ကိုစွန့်ပေးမှာအာလူသားတိုင်းကိုချစ်နေတာဖြစ်တယ်လူသားတိုင်းရဲ့အထဲမှာကျွန်တော်တို့ပါနေတဲ့အတွက်ကြောင့်ဖះချစ်ခြင်းကိုကျွန်တော်နားလည်ဖို့လိုတယ်ဒီဖះရဲ့ကျွန်တော်ကိုချစ်တဲ့မေတ္တာကို ပြတဲ့အနေနဲ့တပါးတီတို့သားတို့ကိုစွန့်တဲ့အရာကိုကျွန်တော်တို့နားလဲပို့လို့ရဲစွန့်တဲ့အရာကိုနားလဲပြီးမှဖះကိုချစ်တဲ့ခါမှာဖះကလည်းဖះရဲ့ချစ်ခြင်းကိုလည်းကျွန်တော်တို့ပို့ပြီးမှခံစားခံစားကြမှာဖြစ်တယ်ဒီဖះဖះကလူတိုင်းကိုချစ်တယ်လူကလူတိုင်းကိုမချစ်နိုင်ဘူးဒီဖះကလူတိုင်းကိုချစ်တယ် အာလေလူတိုင်းကလူတိုင်းကိုမချင်နိုင်ဘူးကျွန်တော်လည်းဘယ်လိုပြလူတိုင်းကိုမချင်နိုင်ဘူးဒီမှာရှိတဲ့လူလူတွေကလည်းလူတိုင်းကိုမချင်နိုင်ဘူးတပင်မဲ့လည်းချစ်ချင်းမြတ်တာရှင်ဖရာဖြစ်တဲ့ဖရာသခင်ကတော့လူသားတိုင်းကိုချစ်တဲ့ဖရာရှင်ဖြစ်တဲ့အာမင်ဒီစေယောမအခန်းကြီးကအပိုင်ငယ်16ထဲမှာလူတွေကိုဘယ်လောက်ချစ်တယ်လဲဆိုတာကလူကအာ အပြစ်ရှိစဉ်ပင်ချစ်တယ်ဖះကပါနော်လူသားအတိုင်းကိုအပြစ်ရှိစဉ်ပင်ချစ်တယ်ဖះဖြစ်တယ်လူတွေကအပြစ်လုံနေစဉ်ပင်လင်ဖះကချစ်တယ်လူကဖះကိုမချစ်ရင်တော့မှဖះကလူတိုင်းကိုချစ်တယ်ဖះဖြစ်တယ်အဲ့ဒါကြောင့်ဖះကိုပြမဖះရဲ့အချစ်ကိုကျွန်တော်တို့နားလည်ဖို့လိုတယ်ဖះအချစ်နဲ့ကျွန်တော်တို့ဖះအချစ်ကိုကျွန်တော်ခံစားတဲ့အခါမှာဖះအချစ်နဲ့လူတွေကို ပြန်ပြမချစ်ဖို့လိုတယ် ဒီဖရားအချစ်အဖက်ဒီဖရားရဲ့အမှုတော်များထဲမှာကျွန်တော်တို့ဘာဝင်ဖို့လိုအလိုအပ်တယ်ဖရားကဒီကျွန်တော်တို့ကအပြစ်ကြောင့်ငရဲကိုသွားရမဲ့သူတွေဖြစ်တယ်အပြစ်ကြောင့်ကျွန်တော်တို့ကအပင်ငရဲကိုလာမဲ့သူတွေဖြစ်ပေမဲ့လည်းဒီဖရားကဖရားကဒီကျွန်တော်ကိုချစ်နေတယ်ဒီအပြစ်ကြောင့်ငရဲကိုသွားမဲ့သူတွေဖြစ်ပေမဲ့လည်းသူ့ရဲ့သားတို့ကိုစွန့်တော်မူတည်တိုင်အောင်သူတို့ကို ချစ်တယ်ထုံမြတ်တာကိုကျွန်တော်နားလဲဖို့လိုတယ်ထုံမြတ်တာအားဖြင့်ကျွန်တော်အသက်ရှင်လို့စင်ဖို့လိုတယ်ထုံမြတ်တာအားဖြင့်ကျွန်တော်ဖျားရှင်ကိုပြန်ပြီးမှချီးမွမ်းဖို့လိုတယ်ထုံမြတ်တာကိုကျွန်တော်ခံစားတဲ့အခါမှာဖျားရှင်ကိုပြန်ပြီးမှချစ်ဖို့လိုတယ်ဖယားဖယားကသခင်ယေရှုကပြောတယ်အာစင်ယောဟန်ခရစ်ဝန်ကအခန်းစင်ယောဟန်ခရစ်ဝန်ကအခန်းကြီး5အပိုင်းငယ်6ထဲမှာ ခမဲတော်ကတဲ့ငါကိုချစ်တကယ်တို့တဲ့ငါကတင်တို့ကိုချစ်တယ်တဲ့ခမဲတော်ကသခင်ယေရှုကိုတားတော်ကိုချစ်တဲ့ချစ်တယ်လို့တားတော်ကလည်းကျွန်တော်လူသားတွေကိုချစ်တာဖြစ်တယ်ဆိုတော့ဒီကျွန်တော်တို့ဒီကျွန်တော်ဖခင်ရဲ့အချစ်ကိုလည်းခံတယ်ကျွန်တော်ကသခင်ယေရှုရဲ့အချစ်ကိုလည်းကျွန်တော်ကခံတဲ့အတကြောင့် ထိုမြတ်တာအဖြစ်ထိုအချစ်အဖြစ်ကျွန်တော်ကလည်းအဲတပားသူတွေကိုလည်းချစ်ဖို့လိုတယ်အာမင်တမားသူတွေကိုလည်းဖရားရဲ့မြတ်တာကိုပြဖို့လိုတယ်ဖရားရဲ့မြတ်တာကိုခံစားစေဖို့လိုတယ်ဖရားရဲ့မြတ်တာအဖြစ်ကျွန်တော်အလုပ်လုပ်ဖို့လိုတယ်ဖရားရဲ့မြတ်တာအဖြစ်ကျွန်တော်အမှုတော်ဆောင်ဖို့လိုတယ်ဖရားရဲ့မြတ်တာကိုအခြေခံပြီးမှကျွန်တော်ဖရားအကြောင်းလာဖို့လိုတယ်ဖရားရဲ့မြတ်တာကိုအခြေခံပြီးမှကျွန်တော်ဘေးလူဖို့လိုတယ်ထိုမြတ်တာကိုကျွန်တော်နားလဲတဲ့အခါမှာ ီထုံမြတ်တာကိုကျွန်တော်တို့ဒါရွေ့ဒါရွေ့ကျွန်တော်ခံစားရမှာဖြစ်တယ်ဆေဟေဆာယအခန်းကြီး54အပိုင်းငယ်အထက်မှာဒီဘလောက်ကြီးမအောင်ဘလောက်ခိုင်ခိုင်နဲ့အချင်းနဲ့ဘလောက်ခိုင်ခိုင်နဲ့မြေတားနဲ့ကျွန်တော်တို့ကိုဖျားကချစ်တယ်လဲဆိုရင်တော့ဒီတောင်ကြီးတောင်ငယ်တွေကတဲ့ရွေလျားတော်လဲတဲ့ဒီငါရဲ့မြေတားကတင်းမမရွေရဘူးလို့ဒီတမဟေဆာယကျမ်းထဲမှာကျွန်တော်တို့ကိုပြောတာဖြစ်တယ် ဒီလူရဲ့အချစ်ကမတည်နိုင်ဘူးဒီမိဘရဲ့အချစ်ကလည်းမတည်နိုင်ဘူးမိယောက်ျားရဲ့အချစ်ကလည်းမတည်နိုင်ဘူးမိန်းမရဲ့အချစ်ကလည်း အဲဒီမတည်နိုင်ဘူးဘီလို့ရှိရင်အမှုတော်ဆောင်အရဲ့အချစ်ကလည်းမတည်နိုင်ဘူးအတင်းသူအတင်းသားအရဲ့အချစ်ကလည်းမတည်နိုင်ဘူးမိတ်ဆွေတန်ငယ်ချင်းတွေရဲ့အချစ်ကလည်းမတည်နိုင်ဘူးတသေးရဲ့အချစ်ကလည်းမတည်မတည်နိုင်ဘူးပါဝန်ချင်းရဲ့အချစ်ကလည်းမတည်နိုင်ဘူးဒါပေမဲ့သာဝရအမြဲတည်မဲ့မေတ္တာနဲ့ကျွန်တော်ကိုချစ်နေတယ်သာဝရတည်မဲ့အချစ်နဲ့ကျွန်တော်ကိုချစ်မဲ့သူကကျွန်တော်ကိုကိုးကွယ်နေတဲ့သာဝရဖျားဖြစ်တယ်အာမင် သာဗရဒီမဲ့အမြတ်တာနဲ့ကျွန်တော်တို့ကိုချစ်နေတာဖြစ်တယ်။ထိုအချစ်မျိုးနဲ့ကျွန်တော်တို့ကိုထိုမြတ်တာကိုကျွန်တော်ခံစားရတဲ့အခါမှာထိုအချစ်ကိုကျွန်တော်ခံစားရတဲ့အခါမှာဒီမဲ့တဲ့အချစ်နဲ့ကျွန်တော်တို့ဒီတယောက်နဲ့တယောက်ချစ်ဖို့လိုတယ်။မိတ်ဆွေတငယ်ချင်းတွေဆွလဲချစ်ဖို့လိုတယ်။လင်မယားတွေဆွလဲတယောက်နဲ့တယောက်ခံမြဲတဲ့အချင်းနဲ့ကျွန်တော်ချစ်ဖို့လိုတယ်အတင်းသူအတင်းသားတွေဆိုတဲ့ခံမြဲတဲ့အချင်းနဲ့ဒီကိုယ့်ရဲ့အတင်းတော့ကိုယ့်ရဲ့အမှုရဆောင်နေဆိုရင်ခံမြဲတဲ့ခံမြဲတတ်တဲ့အချင်းနဲ့ ချစ်ဖို့ဘုရားရှင်ကကျွန်တော်ကိုတွင်တင်တာထားတာဖြစ်တယ်။ဒီခိုင်မြဲတဲ့အချစ်ကအင်မတမပဲအရေးကြီးတယ်။ဒီခိုင်မြဲတဲ့အချစ်ကဘုရားရှင်ကအလိုတော်ရှိတာဖြစ်တယ်။ဒီခိုင်မြဲတဲ့အချစ်နဲ့မဟုတ်ရင်မဟုတ်ရင်တော့ဒီအရှိမပြေဘူး။အချစ်ကတန်ဖိုးကြီးတယ်။အချစ်ကအမြတ်တာပါတယ်။မြတ်တာကတန်ဖိုးတန်ဖိုးကြီးတယ်။တန်ဖိုးရှိတယ်ပေါ့နော်။ မြတ်ကမြတ်တာကတံဖိုးရှိတဲ့အတတ်ကြောင့်မြတ်တာနဲ့ထုံမြတ်တာနဲ့ကျွန်တော်တို့ကိုကျွန်တော်တို့ကလှုပ်ဆောင်တယ်ဆိုရင်တော့ဒီဖះเจ้าနဲ့အိမ်နဲ့ဆိုရင်လည်းမဝေးတော့ဘူးထုံမြတ်တာကိုကျွန်တော်အခြေခံပြီးမှကျွန်တော်လှုပ်ဆောင်တဲ့အခါမှာဒီအချင်းနဲ့လှုပ်ဆောင်တဲ့အခါမှာပြောရမယ်ဆိုတော့အချင်းနဲ့လှုပ်ဆောင်တဲ့လှုပ်ဆောင်တဲ့အခါမှာအချစ်စစ်အချင်းမှန်ဆိုရင်တော့စင်ကာပူနဲ့အမေရိကဆိုရင်လည်းမဝေးတော့ဘူးနော် ီမြန်မာပြည်နဲ့အမေရိကဆင်းနဲ့မဝဲတော့ဘူးဒီကန်ဆာနဲ့ဒီမနီဆိုတာကိုလည်းမဝဲတော့ဘူးဖျားเจ้าနဲ့ဒီအင်ကိုလည်းအင်ကနေဖျားเจ้าလည်းမဝဲတော့ဘူးဖျားမြတ်တာနဲ့မြတ်တာကိုအခြေခံပြီးမှကျွန်တော်လှုပ်ဆောင်ခြင်းနဲ့ဆင်းတော့ကျွန်တော်တို့အင်တာရှိဖို့လား အဝတ်မလေးတော့ဘူးအမိုက်ကောက်ဖို့လားကျွန်တော်တို့ဝတ်မလေးတော့ဘူးဒီကျွန်တော်တို့အမှုတော်ဆောင်တွေခိုင်းတဲ့အရာတွေကျွန်တော်တို့ဝိညာဉ်ကောင်းဆောင်တွေကျွန်တော်ခိုင်းတဲ့အရာတွေကိုကျွန်တော်တို့လှုပ်ဆောင်ဖို့ရဝတ်မလေးတော့ဘူးအာမင်ဒီဖခင်ရဲ့မြင့်တာကိုကျွန်တော်တို့အရင်တီးဖို့လိုတယ်ကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်ကဘယ်လိုမျိုးဖခင်လဲဘယ်လိုမျိုးဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုပြီးမှကျွန်တော်တို့တီးဖို့လိုတယ်ကျွန်တော်ကိုးကွယ်နေဖခင်ကမြင့်တာရှင်ဖခင်ဖြစ်တယ်ကျွန်တော်တို့ကိုခိုင်အမတမပဲသာဝရမြင့်တာနဲ့ချစ်နေတဲ့ဖခင်ဖြစ်တယ်သာဝရမြင့်တာနဲ့ကျွန်တော် ကိုကွယ်ကာနေတဲ့ဖခင်ဖြစ်တယ်အာမင်ဒီဖခင်ရဲ့မြတ်တာကအာဖခင်ကဖွံ့ပြမှာပဲဝိညာဉ်တော်ဖွံ့ပြမှာပဲဝိညာဉ်တော်ဖွံ့ပြတဲ့လောက်ပဲကျွန်တော်ဖခင်မြတ်တာကိုကျွန်တော် နားလည်နားလည်နိုင်မှာဖြစ်တယ်အဲ့ဒါကြောင့်တမန်တော်ရှင်ဘိုးတို့ကအေဖက်မြို့မှာရှိတဲ့ယုံကြည်သူတွေကိုပြောတာကဒီလူရဲ့ကိုယ့်ရဲ့ညာနဲ့မမီနိုင်ဘူးတဲ့လူရဲ့ညာနဲ့ဘုရားရဲ့မေတ္တာကမမီနိုင်တဲ့အတွက်ကြောင့်တဲ့နင်တို့ကိုနင်တို့ဒီဘုရားရဲ့မေတ္တာကိုတာယောခံစားဖို့ဘုရားရဲ့မေတ္တာကိုတာယောနားလည်ဖို့အတွက်ငါမင်းတို့ကိုဆူတောင်းပေးတယ်တဲ့တမန်တော်ရှင်ဘိုးတို့ကပြောတယ်ပေါ့နော် ီတမန်တော်ဆင်ဘူးလူကပြောတယ်လို့ဒီဖယားရဲ့မြတ်တာကိုခန်းစားဖို့အတွက်ဖယားရဲ့မြတ်တာကိုတားရွနားလဲဖို့အတွက်ဒီမှာအမှုတော်ဆောင်ဖြစ်တဲ့ဆရာအောင်တော်ဆရာမဘေဘီတော်ကဒီဖယားရဲ့မြတ်တာအကြောင်းကိုဒီမှာနေတိုင်းပြောပြနေတာဖြစ်တယ်နေတိုင်းဆုတောင်းပေးနေတာဖြစ်တယ်ဒီတစ်ခါတလေမှာကျွန်တော်အတင်းသူအတင်းသားတွေကအမှုတော်ဆောင်တဲ့အတွက်ဒီကျွန်တော်ရဲ့တင်းတုပ်တဲ့အတွက်ကျွန်တော်မရက်တည်နိုင်ဘူး တာပြင်မဲ့လေအမဲအစင်သားမြဲစိုးရင်ပေးနေတဲ့အစင်သားမြဲဆူတောင်းပေးနေတဲ့သူကအတင်းတော့ဆရာတွေဖြစ်တယ်တင်းတော့ဆရာတွေကိုချစ်ချစ်ဖို့လိုတယ်တင်းတော့ဆရာတွေကိုခင်ဖို့လိုတယ်ဖယားထမလာတော့မြစ်တာနဲ့ဒီဖယားတင်းတော့ဆရာတွေကိုကျွန်တော်ချစ်ဖို့လိုတယ်အဲခင်ဖို့လိုတယ်ဒီဒီမှာရှိတဲ့ယုံကြည်သူတွေဖယားထားထားတော့ဒီမှာရှိတာဖြစ်တယ်ဒီမှာရှိရဒေးဗစ်အောင်တော့ အတော့လိုအပ်နေတော့ဒီမှာရှိတဲ့ယုံကြည်သူတွေကိုဘုရားရှင်ကဘိုးဆောင်ပေးတာဖြစ်တယ်။ဒီအမှုမဲ့အမတ်မဲ့နဲ့ဒီဘုရားကျောင်းမှာရောက်လာတာမဟုတ်ဘူး။ဘုရားရဲ့ဘုန်းတော်အထင်စားဖို့အတွက်ဘုရားရဲ့နိုင်ငံတော်အတက်ဒီနေရာမှာရောက်လာတာဖြစ်တယ်။ဥဒ္ဒချအသေးတဲ့ဘုအနေနဲ့ဒီနေရာမှာဘာဝံဖို့အတက်ရောက်လာတာဖြစ်တယ်။အခုနဂျုံညာတဲ့အထက်မှာဘာဝံဖို့ဘုရားရှင်ကဒီနေရာမှာပို့ဆောင်ပေးတာဖြစ်တယ်။အာမင်။ဒီဘုရားရဲ့ဘုရားကိုယုံကြည်တဲ့လူတွေဘုရားရဲ့သားသမီးတွေကဘုရားနဲ့ဆိုင်တဲ့လူတွေဖြစ်တယ်။ဘုရားရဲ့ဆိုင်တဲ့လူတွေဖြစ်တဲ့အတက်ကြောင့် တို့ပိုင်ဆိုင်နေတဲ့အရာကပါတယ်ဖယားရှင်ကပိုင်တယ်ကျွန်တော်တို့ကားပိုင်လားဖယားနဲ့ဆိုင်တယ်ကျွန်တော်တို့အင်ပိုင်တာဖယားနဲ့ဆိုင်တယ်ကျွန်တော်တို့ငွေကြေးရှိလားဖယားနဲ့ဆိုင်တယ်ကျွန်တော်တို့စီစဉ်ဥစ္စာရှိတဲ့များကဖယားဆိုင်တယ်ဖယားနဲ့ဖယားပိုင်လားဖြစ်တယ်အဲ့ဒါကြောင့်ဖယားရဲ့ဘုန်းတော်ထင်စားဖို့အတွက်မိမိမဲ့မိမိမှရှိတဲ့အရာလေးအဖြစ်ကျွန်တော်ပေးနိုင်တဲ့လောက်ဒီဖယားတောင်းတဲ့အရာကိုကျွန်တော်ပေးဖို့ဖြစ်တယ် ဖះတောင်းတဲ့အခါမှာနင်တို့ပြတာကအလကားမဖြစ်ဘူးလို့ဖះကပြောတယ်ဖះနင်တို့ပြောတာကအလကားဖြစ်မယ်ဖြစ်မယ်လို့ဖះကပြောသလားမပြောဘူးနင်တို့ပြောပြောတဲ့ပေးတဲ့အပေါ်မှာငါပြန်ပေးမယ်ထပ်ထပ်ပေးမှပြန်ပေးမယ်လို့ပြောတယ်အာမင်ဖះရဲ့နှုတ်ကပတ်တော်ကတည်တယ်ဖယားရဲ့နှုတ်ကပတ်တော်ကခိုင်မြဲတယ်လူရဲ့စကားကမတီမြဲနိုင်ပေမဲ့လေဖယားရဲ့စကားကတီမြဲတာဖြစ်တယ်အာမင် တည်မြဲတဲ့စကားစကားကိုပေးတဲ့ဖခါကိုဖခါရဲ့ကတိတော်ကိုကျွန်တော်တို့ယုံကြည်ပြီးမှအသင်းတော်မှာကျွန်တော်တို့ပါဝင်တဲ့အခါမှာအာကျွန်တော်တို့လှုပ်ဆောင်ဖို့လိုလိုအပ်တာဖြစ်တယ်။ဖခါကစိတ်ရှိတယ်။တေကိုရင်သူအိုရာစာပထမအစာဆုံးအခန်းကြီးဆယ်၃အပိုင်းငယ်၄ကိုကျွန်တော်ကြည့်တဲ့အခါမှာမေတ္တာကစိတ်ရှိတတ်တယ်တဲ့။မေတ္တာရှင်ဖခါကစိတ်ရှိတယ်။ကျွန်တော်တို့လူသားတွေက အာကျွန်တော်စိတ်မရှိနိုင်ဘူးဖခင်ရဲ့စိတ်စီချင်းကိုတော့ကျွန်တော်ခံတယ်အဲကျွန်တော်ကလူသားအချင်းချင်းကိုကျွန်တော်စိတ်မရှိနိုင်ဘူးကျွန်တော်လင်မရဆိုနေဖခင်ရဲ့အချစ်ကိုတော့ခံတယ်ကျွန်မရမချင်နိုင်ဘူးဖခင်ရဲ့အချစ်ကိုတော့ခံချင်တယ်ယောက်ျားကိုမချင်နိုင်ဘူးဖခင်ရဲ့မေတ္တာပြချင်းကိုတော့ကျွန်တော်ခံခံစားချင်တယ်ကိုယ့်ရဲ့ယောက်ျားကိုတော့မေတ္တာမပြမပြနိုင်ဘူးကိုယ့်ရဲ့မိန်းမကိုတော့မေတ္တာမေတ္တာမပြနိုင်ဘူးကိုယ့်ရဲ့သားသမီးတွေကြတော့မေတ္တာမပြနိုင်ဘူးကိုယ့်ရဲ့ အဲတင်းတို့ရှာရီကိုတော့မြေတားမှာပြနိုင်မှုကိုယ့်ရဲ့အတင်းသူအတင်းသားမြေတားမှာပြနိုင်တဲ့အချင်းရှိတယ်။ဒီဖရားရဲ့မြေတားကိုပို့ပြီးခံစားခြင်းနဲ့ဆိုရင်မြေတားကို ပို့ပြီးမှပြဖို့ဖြစ်တယ်အာမင်ဖခင်ရဲ့အလိုတော်ဖြစ်တယ်အာမင်ဖခင်ကဆစ်ရှိတဲ့ဖခင်ဖြစ်တယ်ဣသရေလလူမျိုးတွေအေဂုတ်တူပြည်ကနေခါနန်ပြည်ကိုပြန်လဲပို့ဆောင်မိုးဆွေအပြည့်ပြန်လဲပို့ဆောင်တဲ့အခါမှာသူတို့လှုပ်ချင်တာလှုပ်တယ်ဖခင်ကိုပုံကန်တယ်ဖခင်မကြိုက်တဲ့အရာတွေကိုသူတို့ကလှုပ်ပေမဲ့လည်းဖခင်ကနီလာမျိုးစုံတဲ့သူ့ရဲ့မေတ္တာအပြည့်သူ့ရဲ့ဂယုဏအပြည့်ပြန်ပြီးမှပတ်ရစ်ပြီးမှသူတို့တနည်းမဟုတ်တနည်းအပြည့်ဖခင်ကပြန်လဲပြီးမှရွေးယူတယ် ဖခင်ကပြတ်လိုက်ပြင်မှာဆွဲခေါ်တယ်ကျွန်တော်တို့ဒီကအပြစ်သားတွေဖြစ်တယ်ကျွန်တော်မထိုက်ဘူးဖခင်ရဲ့ဖခင်ကိုကိုကိုဖို့မထိုက်ဘူးတာပင်မဲ့လဲထိုက်တန်ရတော့အခွင့်ကိုဒါတော့အားဖြတ်ကျွန်တော်ဘေးပြင်မှာကျွန်တော်ထိုက်တန်ရတဲ့အခွင့်တွေကိုပြန်ပြင်မှာပေးတာဖြစ်တယ်အာမင်ထာကထာကသာဝရဒီမြဲတဲ့ဖခင်ရဲ့ချစ်ချင်းမြတ်တာအစစ်စစ်ဖြစ်တယ်အာမင်အာမင်ဒီနောက်ပတ်ဒီမလေးရှားဆယ်ပြီးကလည်းလာအောင်မှာဖြစ်တယ်ဖခင်ရဲ့မြတ်တာ ဖခင်ရဲ့မေတ္တာအကြောင်းကိုဗျာမင်းမှာဖိုးအောင်မှာဖြစ်တယ်ဖခင်ရဲ့မေတ္တာကကျွန်တော်နားလဲတဲ့အခါမှာအိမ်မတမှာပဲဖခင်ရဲ့မေတ္တာကိုကျွန်တော်နားလဲတဲ့အခါမှာလဲကျွန်တော်တို့ကဘေးပါဘုန်းကျင်ကိုလည်းချစ်နိုင်တယ်ဘေးနိုင်တယ်ဘေးချင်တဲ့စိတ်ရှိတယ်ကုညင်ချင်စိတ်ရှိတယ်ဘေးလူချင်စိတ်ရှိတယ်အစီခံချင်တဲ့စိတ်ရှိတယ်ဖခင်ရဲ့မေတ္တာကိုကျွန်တော်တို့နားလဲဖို့ကကျွန်တော်ယုံကြည်သူတွေမှာအိမ်မတမှာလိုအပ်တာဖြစ်တယ်အမ်ကျွန်တော်မေတ္တာနဲ့ လှုပ်ဆောင်တဲ့ဘုရားရဲ့မြတ်တာကိုကျွန်တော်ခံခံစားတဲ့အခါမှာထိုမြတ်တာကိုကျွန်တော်အခြေခံတဲ့အခါမှာကျွန်တော်ဆိုဟုတ်ချက်ဆိုဟုတ်ချက်တဲ့ဆိုဟုတ်တဲ့မြတ်တာနဲ့ကျွန်တော်မလှုပ်ဆောင်ဖို့အရေးကြီးတယ်ဆိုဟုတ်တဲ့ဆိုတာကဟန်ဆောင်ဖို့နဲ့ကျွန်တော်မလှုပ်ဆောင်ဖို့လိုအပ်တယ်ကျွန်တော်လှုပ်ဟန်ဆောင်မှုနဲ့လှုပ်ဆောင်တဲ့အရာကမအောင်မြင်ဘူးဘုရားကလည်းအတိမမအတိအမှတ်မပြုဘူးကောင်းကြီးမဖြစ်ဘူးအဲ့ဒါကြောင့်ချစ်ချင်းမြတ်တာအစစ်နဲ့ကျွန်တော်ဘုရားကိုချစ်ချင်းမြတ်တာအစစ်နဲ့ ကျွန်တော်လူလူချင်းကိုလည်းကျွန်တော်ချစ်ဖို့လိုတယ်ကျွန်တော်ရဲ့ဘာဝန်းကျင်ကိုချစ်ဖို့လိုတယ်ကျွန်တော်ရဲ့မိသားစုကိုချစ်ဖို့လိုတယ်ကျွန်တော်ရဲ့အသင်းသူအသင်းသားတွေကိုချစ်ဖို့လိုတယ်မယုံကြည်သူတွေကိုလည်းချစ်ဖို့လိုတယ်ဖခင်ကမယုံကြည်သူတွေကိုလည်းချစ်တယ်ယုံကြည်သူတွေကိုလည်းချစ်တယ်တခါတလေမှာကျွန်တော်ယုံကြည်သူတွေကယုံကြည်သူတွေပဲချစ်ပြီးမှမယုံကြည်သူတွေကိုဖယ်ထားတဲ့အချင်းတွေရှိတယ်ဖခင်ရဲ့မြတ်တာထဲမှာတော့ဖခင်ရဲ့အချစ်ထဲမှာတော့မယုံကြည်သူတွေလည်းပါတယ်ဖခင်ရဲ့အချစ်ကိုခံစားနေတဲ့ကျွန်တော်တို့ကမယုံကြည်သူတွေကိုလည်းလမ်းပေးမှာရှိတယ်ရှိနေလမ်းပေးမှာတောင်းစားနေ ေတဲ့သူတွေကိုလည်းကျွန်တော်ချစ်ဖို့လိုတယ်။ပျောက်ဆုံးနေတဲ့ဝိညာဉ်တွေကိုကျွန်တော်ချစ်ဖို့လိုတယ်။ပျောက်ဆုံးနေတဲ့ဝိညာဉ်တွေအသက်ကျွန်တော်ဆူတောင်းဖို့လိုအပ်တယ်။ပျောက်ဆုံးနေတဲ့အသက်တွေပျောက်ဆုံးနေတဲ့ဝိညာဉ်တွေအသက်ကျွန်တော်ငိုကြွေးဖို့လိုတယ်။အာမင်။အာမင်။ဖခင်ရဲ့မေတ္တာမှာဆော့ဝတ်ချက်မပါဆော့ဝတ်ချက်မပါတဲ့မေတ္တာနဲ့ကျွန်တော်မေတ္တာကိုခံစားနေတဲ့အသက်ကြောင့်ကျွန်တော် ဘာဝန်ကျင်မှာဆိုဟတ်တဲ့မြစ်စာဟန်ဆောင်တဲ့မြစ်တာနဲ့မဟုတ်ပဲနဲ့အချစ်အချစ်မှနဲ့ကျွန်တော်လှုပ်ဆောင်ဖို့လိုအပ်တယ်။ဒီပမစကပုံရှိတယ်ဟန်ဆောင်ကောင်းသောမိတ်ဆွေကရန်သူထက်ပိုဆိုးတယ်ပေါ့နော်။ ဟန်ဆောင်နဲ့အချစ်ကမမြဲဘူး။ယန်သူထက်တော်မှာ ပို့ဆိုတယ်။ဒီဖခါကကျွန်တော်ကိုဟန်ဆောင်နဲ့အချစ်နဲ့ချစ်တာမဟုတ်ဘူး။ဒီဆိုဟုတ်တဲ့အချစ်နဲ့ကျွန်တော်ချစ်တာမဟုတ်ဘူးအစစ်အစစ်အချစ်စစ်အချစ်မနဲ့ကျွန်တော်ကိုချစ်နေတာဖြစ်တယ်အာမင်ဖခါကဘယ်လိုချစ်တယ်လဲဆိုတော့ဖခါဖခါကအလူရီလူရီကဟိုတယ်မှာတဲနေရန်ဟိုတယ်မှာတဲဖို့နေရာရပြီမဲ့လေ ခရစ်တော်ကနေရာရသလားခရစ်တော်ကနေရာမရဘူးနွားစကော့မှာပဲနေရာရတာပေါ့နော် ဒီနီအောင်နွားစကတ်မှာတိတ်ချင်းခမင်းမှာကျွန်တော်ကိုအချစ်ပြနေတာဖြစ်တယ်။လေဘွားကတိုင်းမှာကျွန်တော်ကိုအသေးခမကျွန်တော်အပြစ်ကြောင့်အသေးခမမှာကျွန်တော်ကိုချစ်နေတာဖြစ်တယ်။မယုံကြည်သူတွေကိုလည်းချစ်နေတာဖြစ်တယ်။မတမ်းမတော့သူမျိုးကိုလည်းချစ်နေတာဖြစ်တယ်။သခင်ယေရှုအမှုတော်ဆောင်တဲ့အခါမှာမေတ္တာနဲ့အရာရာတိုင်းကိုလှုပ်ဆောင်တယ်။မေတ္တာနဲ့ဟောပြောတယ်။မေတ္တာနဲ့ဆုတောင်းတယ်။မေတ္တာနဲ့ကောင်းချီးပေးတယ်။မေတ္တာနဲ့အဲအကျွေးမွေးနေတာဖြစ်တယ်။ ထိုကဲ့သို့ကျွန်တော်တို့ကိုသခင်ယေရှုကငါရဲ့နီးသူလူဆောင်ကြပါလို့သခင်ယေရှုကကျွန်တော်တို့ကိုမိန့်မထားတာဖြစ်တဲ့ထိုနေသူကျွန်တော်တို့အဲသခင်ယေရှုကဲ့သို့သောမေတ္တာနဲ့ကျွန်တော်တို့လှုပ်ဆောင်ဖို့ကအိမတမအရေးကြီးတယ်မေတ္တာကအိမတမတန်ဖိုးစီတဲ့အတားကြောင့်သူဘုရားရဲ့မေတ္တာကိုကျွန်တော်တန်ဖိုးထားဖို့လိုတယ်ဒီမိဘရဲ့မေတ္တာကိုလည်းတန်ဖိုး ထားဖို့ရှိဖို့လိုတယ်တံဖိုးထားဖို့လိုတယ်တငယ်ချင်းမြတ်တာကိုလည်းတံဖိုးထားဖို့လိုတယ်ဒီအသင်းတော်လူကြီးရဲ့မြတ်တာကိုတံဖိုးထားဖို့လိုတယ်ဒီသင်းသူဆရာရဲ့မြတ်တာကိုတံဖိုးထားဖို့လိုတယ်အသင်းသူအသင်းသားတွေရဲ့မြတ်တာကိုလည်းတံဖိုးထားဖို့လိုတယ်အဲတိခါတလေးမှာအဲကျွန်တော်တို့ကဖခင်ကဂျေစုပြုတတ်တဲ့ဖခင်လည်းဖြစ်တယ်ဗောနော်တခါတလေးမှာကျွန်တော်တို့ယုံကြည်သူတွေကဂျေစုကန်တတ်တဲ့ဒီသူတွေဖြစ်တတ်တယ်ဗောနော်ဂျေစု ယေရှုပြုတဲ့မြတ်တယေရှုပြုတဲ့ဘုရားကိုကိုးကွယ်နေတဲ့ကျွန်တော်တို့က ကျေးဇူးပြုတာပေါ့လေအိမတမလိုအပ်တဲ့ဆိုရလေးကိုဒီထဲမှာကျွန်တော်တို့တွေ့ရတယ်အဲတေပေအခန်းကြီးလေးအပိုင်းငယ်၈ထဲမှာအချင်းချင်းအားကြီးသောချစ်ချင်းမေတ္တာနဲ့အချစ်ချင်းမေတ္တာစီကြတော့ဖခင်ကကျွန်တော်တို့ကိုအားကြီးတဲ့ချစ်ချင်းမေတ္တာနဲ့ချစ်နေတဲ့အသက်ကြောင့်တယောင်နဲ့တယောင်အားကြီးတဲ့ချစ်ချင်းမေတ္တာနဲ့ချစ်ဖို့ဖခင်ကကျွန်တော်တို့ကိုအဲတွင်တင်ထားတာဖြစ်တယ်ဖိလိပ္ပိအခန်းကြီးနေ့အပိုင်းငယ်၅ထဲမှာယေရှုခရစ်နဲ့ရှိသောထောစိတ်တဘောကိုတင်တော်၌ ရှိစေကြလောခရစ်တော်မှာရှိတဲ့စိတ်တပိုးကိုကျွန်တော်တို့ကရှိစေခြင်းသာဖြစ်တယ်ခရစ်တော်ကဘာပဲလှုပ်ဆောင်လှုပ်ဆောင်လှုပ်ဆောင်တဲ့အရာတိုင်းကမေတ္တာနဲ့လှုပ်ဆောင်တဲ့အတကြောင်မေတ္တာကိုအခြေခံပြီးမှလှုပ်ဆောင်ဖို့ရန်ဖျားရှင်ကကျွန်တော်တို့ကိုတွင်တင်နေတာဖြစ်ပါတယ်ဒေယုအခန်းကြီး၄အပိုင်းငယ်ခွန်ကနေစတဲ့ကိုကျွန်တော်ကြည့်တဲ့အခါမှာအချင်းချင်းချစ်ကြကုန်အားတဲ့ ဒီထုံမြတ်တာအကြောင်းကိုကျွန်တော်ကြားတယ်နားလဲတယ်ခံစားတယ်ဆိုတော့ထိုချစ်ချင်းမြတ်တာအဖြစ်အချင်းချင်းချစ်ကြကုန်ကတဲ့အချင်းချင်းချစ်ဖို့ဖခင်ကတွင်တင်နေတာဖြစ်တယ်ထိုအချင်းမျောနဲ့မိသားစုချစ်ဖို့လိုတယ်ထို အချင်းမျောနဲ့အလင်းမယားချစ်ဖို့လိုတယ်ထိုအချင်းမျောနဲ့သားသမီးတွေချစ်ဖို့လိုတယ်အချစ်ကအင်မတမရဲ့ အရေးကြီးတာအချစ်ကအရာရာကိုနိုင်တာဖြစ်တယ်မေတ္တာကအရာရာကိုနိုင်တာဖြစ်တယ်အချစ်အပြည့်ဖရာရဲ့ဖရာကမေတ္တာအပြည့်အဘယ်လိုနိုင်လဲဆိုတော့စာသင်တော်မှနိုင်တယ်စာသင်ကကျွန်တော်ကိုအပင်ငရဲမှာဖျက်ဆီးဖို့ကြိုးစားနေပေမဲ့လေဖခင်ရဲ့မေတ္တာအဖြစ်ကျွန်တော်ကိုပြန်ပေးမှာဆွေးယူနေတာဖြစ်တယ်အာမင်ဒီသူမြတ်တာကိုခံစားနေတဲ့ကျွန်တော်ယုံကြည်သူတွေကကျွန်တော်လှုပ်ဆောင်တဲ့အခါမှာလူဤ အဲဂိုလိုတဲ့အခန်းကြီး3အပိုင်ငယ်23ထဲမှာလူဤအမှုကိုဆောင်ရွက်တဲ့ကဲသူမဟုတ်တဲ့တခင်ဖရာရဲ့အမှုတော်မြတ်မှာပါဝင်တဲ့ကဲသူပြုလိတဲ့များတော့၌စေတနာစိတ်နဲ့ပြုကြပါတဲ့ကျွန်တော်လူဤအမှုကိုဆောင်ရွက်တဲ့ကဲသူမဟုတ်ဘဲနဲ့ဖရာရဲ့အမှုတော်မြတ်မှာပါဝင်တဲ့ကဲသူအတင်းတော်မှာကျွန်တော်ပါဝင်ဖို့လိုတယ်မိသားစုမှာလှုပ်ဆောင်ဖို့လိုတယ်တိအရာတွေကိုမရောက်ခင်မှာကျွန်တော်ကောင်းစဉ်ကြည့်တဲ့အခါမှာခရိယာမိသားစုရဲ့အတ္တတာတဲ့ ကောင်းစင်ပေါ့နော်သူရဲ့ကောင်းစင်ကခရိယမိသားစုရဲ့အသက်တာဖြစ်တယ်ကျွန်တော်မိသားစုအဲမှာတောင်မှကျွန်တော်တို့အာဘယ်လိုပြောမလဲကိုယ့်ရဲ့မိသားစုအသက်ကျွန်တော်လှုပ်ဆောင်တကယ်တော့မဟုတ်ပဲနဲ့ကိုယ့်ရဲ့သားသမီးတွေအသက်ကျွန်တော်လှုပ်ဆောင်တကယ်တော့မဟုတ်ပဲနဲ့ကျွန်တော်မိသားစုအဲမှာတောင်မှဖခင်ရဲ့အမှုတော်များမှာပါဝင်တကယ်တော့လှုပ်ဆောင်ဖို့ဖခင်ကကျွန်တော်တို့ကိုတုံ့တင်နေတာဖြစ်တယ်အာမင်ဖခင် ကိုလိုသဲအခန်းကြီး3အပိုင်ငယ်14ထဲမှာကိုလိုသဲအခန်းကြီး3အပိုင်ငယ်14ထဲမှာစုံလင်နဲ့အဖွဲအစည်းကဘာလဲစုံလင်နဲ့အဖွဲအစည်းစုံလင်နဲ့အဖွဲအစည်းအကြောင်းကျွန်တော်တွေ့ရတာဖြစ်တယ်စုံလင်နဲ့အဖွဲအစည်းကဘာလဲဆိုတော့မြစ်တာဖြစ်တယ်တဲ့စုံလင်နဲ့အဖွဲအစည်းကအတင်းတော်ကြီးလို့စုံလင်တာမဟုတ်ဘူးငွေရကြီးလို့ငွေရကြီးရစီလို့စုံလင်တာမဟုတ်ဘူးဒီမှာအတင်းသူအတင်းသားများလို့စုံလင်တာမဟုတ်ဘူး ကျွန်တော်ဒီမှာယာထုယခံခြင်းနဲ့ကျွန်တော်နေလို့စုံလန်းတာမဟုတ်ဘူးဒီမှာကျွန်တော်အတုံးအဆောင်နေစုံလင်နေတော့ကျွန်တော်ပြည့်စုံနေတာဖြစ်တယ်အပြည့်စုံနေတာမဟုတ်ဘူးအတိတ်ကစုံလင်တာကမေတ္တာဖြစ်တယ်စုံလင်ခြင်းကမေတ္တာလို့ပြောတယ်အာမင်မေတ္တာကစုံလင်ခြင်းဖြစ်တယ်ဒီမှာရှိတဲ့ယုံကြည်သူတွေဒီမှာလူအခုခံစားချက်မှာလူနဲတယ်တော့ထင်ပေမဲ့လည်း တချင်းတစ်ခါမှာဖခင်ကထောင်ပေါင်းများစွာလူတွေဒီနေရာမှာပို့ဆောင်ပေးမှာဖြစ်တယ်အာမင်အာမင်ဒီအခုဥဆောင်နေတဲ့ဆရာနဲ့ဆာမတ်ကထောင်ထောင်မကတော့ယုံကြည်သူတွေရဲ့ဝိညာဉ်မိခင်ဖခင်နေဖြစ်လာကြမယ်အာမင်ဒီဖခင်ကလုံနိုင်တယ်ဖခင်ကလုံနိုင်တယ်ဖခင်ကအရာခသိန်းကိုတန်းနေတယ်ဖခင်ဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်လူနှဲတွေတောင်မှရှိတဲ့လူတွေ အနေနဲ့ရှိတဲ့လူနေစုကမေတ္တာကိုအခြေခံပြီးမှဖရားရဲ့မေတ္တာကိုအခြေခံပြီးမှလှုပ်ဆောင်တဲ့အခါမှာဖရားရှင်ကပေါ်ပြီးမှတောပါစီမှာဖြစ်တယ်ပေါ်ပြီးမှကောင်းချီးပြီးမှဖြစ်တယ်ဒီကျွန်တော်ကမေတ္တာဖရားရဲ့မေတ္တာကိုဒါရွတ်ဒါရွတ်နားလဲဖို့အသက်ဒီဝိညာဉ်တော်ဖွင့်ပြတဲ့လောက်ဖရားဖွင့်ပြတဲ့လောက်ပဲဖရားရဲ့မေတ္တာကိုကျွန်တော်ခံစားတဲ့အခါမှာဖရားရဲ့မေတ္တာကိုဒါရွတ်နားလဲဖို့အသက်ခံစားဖို့အသက်ကျွန်တော်ရှုတောင်းဖို့လိုတယ် အဲ့ဒါကြောင့်ကျွန်တော်မေတ္တာဒါရွေးနားလဲဖို့ရန်ကျွန်တော်အမြဲတမ်းအမြဲတမ်းကျွန်တော်ဆူတောင်းဖို့လိုတယ်အဲ့ဒါကြောင့်ဗျာဒိအခန်းကျင်းတုံးအပိုင်ငယ်20ထဲမှာငါဒီတကားစင်မရရတကားကိုခောက်လက်နေအကျင်သူဒီငါရဲ့အတန်ကိုကြာရွေး တဲ့တကားကိုဖောင်းအထောသူရှိရတော့ငါဝံပြီမှာသူနဲ့အသူစားတောင်းမယ်ဆိုပြီမှာပြောအတိကပြောချင်တာကဘယ်လိုပြမစုံနေတဲ့အရာတွေကိုစုံလင်စေမယ်မပြည့်စုံတဲ့အရာတွေကိုပြည့်စုံစေမယ်မအောင်မြင်တဲ့အရာကိုအောင်မြင်စေမယ်ဒီမကြီးထွားသေးတဲ့အရာတွေကိုကြီးထွားသေးမယ်ကြီးထွားပေးမယ်မရှိသေးတဲ့အရာတွေကိုရှိစေမယ်အတိကမြတ်တာကြီးပွားဖို့အတွက်ကျွန်တော်ရှုတောင်းဖို့လိုတယ်ဒီတန်ရှင်သောဝိညာဉ်တော်ကကျွန်တော်ရဲ့အแทးထဲမှာလိုအပ်နေတဲ့အရာတွေကို တိတဲ့အသက်ကြောင့်ကျွန်တော်ပြင်ဆင်ပေးမှာဖြစ်တယ်ဖခင်ရဲ့မေတ္တာကိုဝိညာဉ်တော်အဖျက်ကျွန်တော်ပေါ်ပြီးမှနားလဲမှာဖြစ်တယ်အဲ့ဒါကြောင့်မေတ္တာကိုအခြေခံပေးမှာလှုပ်ဆောင်တမ်းရမှာကျွန်တော်ဘာဝင်ချင်းအဖျက်ဖခင်ရဲ့ဘုန်းတော်ကိုတိုက်ထင်စားကြမှာဖြစ်တယ်ကျွန်တော်အာတခင်ယေရှုဖခင်ရဲ့မြင့်တာကိုပို့ပြီးမှအာကျွန်တော်တီးဖို့အတွက်ကျွန်တော်အမြဲတမ်းအမြဲတမ်းအဲကျွန်တော်ဆူတောင်းဖို့လိုအပ်တယ်ဖခင်က မေတ္တာရှင်ဖရာဖြစ်တယ်။နေရစင်တိုင်းမှာချစ်တဲ့ဖရာဖြစ်တယ်။ခံရတဲ့အချင်းနဲ့ကျွန်တော်တို့ကိုချစ်နေတဲ့ဖရာဖြစ်တယ်။ အဲ့ဒါကြောင့်သာဝရအချင်းနဲ့ချစ်နေတဲ့ဖခင်ကိုကျွန်တော် အမဲတန်ကိုကိုယုံကြည်ခြင်းအဖြစ်ဒီထုံမြတ်တာကိုကျွန်တော်ခံအဲထုံမြတ်တာအဖြစ်ထုံမြတ်တာကိုအခြေခံပြီးမှကျွန်တော်အမှုတော်မြတ်မှာပါဝင်ဆက်ကတော်ပါဝင်ဆက်ကခြင်းအဖြစ်အမှုတော်မြတ်မှာလည်းဒါရောက်အောင်မြင်မှာဖြစ်တယ်ဖခင်ရဲ့မြတ်တာအဖြစ်လှုပ်ဆောင်တဲ့မြတ်မှာကျွန်တော်အောင်မြင်ခြင်းရမှာဖြစ်တယ်ဖခင်ရဲ့မြတ်တာကိုအခြေခံပြီးမှအရာရာတိုင်းမှာကျွန်တော်ပါဝင်တဲ့တစ်ခုစီတိုင်းမှာဖခင်ရဲ့မြတ်တာကို အခြေခံပြီးမှထုံမြတ်တာကိုကျွန်တော်ရှေ့စုပြီးမှထုံမြတ်တာအပြည့်ကျွန်တော်ပါဝင်ကြရအောင်လို့ဒီနှုတ်ကပတ်တော်အပြည့်တည်တည်ခံဝင်ဟာချင်ပါလေဂျာနာသူအယောက်စိတိုင်းဖို့ဖျားစင်ကောင်းကြည့်ပေးပါစေ